25ရက်အတွင်းနိုင်ငံတမရဖြစ်မိသူဤတပည့်ဦးသိန်းစိန်အတွက်အမေရိကန်တမရစီးသည့်လေးရင်တဖွဲ့ဖြစ်သောလေးရင်ဝယ်ယူရေးအိမ်မက်သည်တစစီပြိုကွဲသွားခဲ့သည်၎င်းတို့လိုချင်သောအမြန်ဆုံးအမြင့်ဆုံးနှုံးကို ခွင့်ပြုထားသည့်အမြင့်ဆုံးနှုံးထက်လေးရင်မှုကကြော်လွန်သောကြောင့်လေးရင်သည်လေးရဲတွင် ျွန်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်ဖတ်ပြပေးမယ့်စောင်းပါတစ်ပုဒ်ကတော့အေယာဝရီမရေးသားတင်ဆက်ထားတဲ့ဥတန်းရွှေဤတမရလေးရင်အိမ်မက်ဘလို့ပြက်ဆိုတဲ့စောင်းပါပဲဖြစ်ပါတယ်2012ခုနှစ်မတ်လ9ရက်နေ့မော်စကိုစန်တော်ချိန်နနက်10:40မိနစ်တွင်ရုရှားလုံခရီးသည်တင်ဂျက်လီယန်တစ်စင်းသည်ရုရှားအလဲပိုင်းကုန်းမြင့်ဒေသအရှိတောင်ဘက်ဆုံးမှမတ်ဆောက်သည့်တောင်တန်းဒေသလေထဲတွင် ပောက်ကွဲပြီးဘေဂိုရော့အော့ဘလမ်မှာ ကျေးရွာအပြင်တွင်ပြက်ကြသည်လေရင်ဝင်တဲ့၆ဦးစလုံးတည်ဆုံးသည်နှစ်ဦးမှာမြန်မာလီတက်မှဖြစ်သည်ထိုးလေရင်မှာ2010ပြည့်နှစ်ကလက်မှတ်ရေးထိုးထားသည့်ကန်ထရိုက်စာချုပ်အရမြန်မာတို့ပေးပို့မိလေရင်ကိုတရုတ်ပြပြန်တန်းခြင်းဖြစ်ကြောင်းဖရက်ရှားမှ United Aircraft ကပြောသည် ထိုးလေရင်ဤတံပိုးမှာအနည်းဆုံး American Dollar တန်း20ရှိကြောင်းလေရင်များကိုစောင့်ကြည့်လေ့လာသည့် Internet စာမျက်နှာအရသိရသည်ထိုနေ့တွင် N148 ပြက်ကြခြင်းနှင့်အတူ ထိုစဉ်ကမြန်မာစစ်အာဏာရှင်ဗိုလ်ချုပ်ဦးကြီးတန်းရွှေက25ရက်အတွင်းနိုင်ငံတမရဖြစ်မိသူဤတပည့်ဦးသိန်းစိန်အတွက်အမေရိကန်တမရစီးသည့်လေးရင်တပ်ဖွဲ့ဖြစ်သောလေးရင်ဝယ်ယူရေးအိမ်မက်သည်တစစီပြိုကွဲသွားခဲ့သည်သူတပည့်များလိုက်ပါမည်ထိုလေးရင်ကိုအယက်သားအစိုးရတို့တမရလေးရင်အဖြစ်ထားရှိရန်အာဏာရှင်ဟောင်းဤအစီအစဉ်သည်သူပြောထောင်ခဲ့သော ပါတီဖြစ်သည့်ပြည်တော်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ရွေးကောက်ခံသည့်မဲလိန်ပွဲကျင်းပသော2010ပြည့်နှစ်တွင်စိတ်ကူးပေါက်လာသည်ဟုယူဆရသည် ထိုရွေးကောက်ပွဲအပြည့်တွင်စစ်အာဏာရှင်ဟောင်းက ထိုစဉ်လီဒါဦးစီးချုပ်မြက်ဟင်းကို အမေရိကန်သမ္မတလေရင်လိုမျိုး လေရင်မျိုးဝယ်လုံခြုံရေးအပါအဝင်အဆဆအယယအဆင်ပြေပါစေဟုပြောသည်ထိုအစီအစဉ်သည်ဗိုလ်ချုပ်မူကြီးတန်းရွှေခက်ကလီဒါအကြီးအကဲလှုပ်ခဲ့သူ၏အတွေ့အကြုံများကိုရေးသားသောအခါပထမဆုံးအကြိမ်သိလာရသည် ဥသိမ်းစဉ်အစိုးရခေတ်တွင်2013ခုနှစ်မှ2015ခုနှစ်အထိဆက်သွယ်ရေးနှင့်နှီးပညာဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခြင်းတွင်မြတ်ဟင်းကရေးသားခဲ့ခြင်းဖြစ်သည်သူသည်စစ်တပ်ကြောထောင်နောက်ခံပြုပါတီ USDB အတွက်ဒုတိယဥက္ကဋ္ဌတစ်ဖြစ်သည်ဥသန်းရွှေသည်သူ၏စစ်အုပ်စုအမာခံသဘောထားတင်မာသူများအနက်တဦးဖြစ်သူတီဟသူရတင်အောင်မြင်ဦးကိုလေရင်တစင်းဝယ်ရန်စေခိုင်းကြောင်းသူသည်ဥသိမ်းစဉ်အစိုးရတွင်ဒုတိယသမ္မတတဦးဖြစ်လာကြောင်း လေတက်ဘိုလ်ချုပ်ကြီးဟောင်းမြတ်ဟင်းကရေးသားသည်သို့သောသူဤအကြံစီသည်အစဉ်ပြေချောမွေခြင်းမရှိပေတီဟာသူရာတင်းအောင်မြင်ဦးသည်ကနဦးတွင်ဘရာဇီးမှအမ်ဘရာရာကထုတ်လုပ်သည့် E190 ဝယ်ယူရန်ဆက်သွယ်ခဲ့တော်လဲစေအုပ်စုကိုနိုင်ငံတကာကအရေးယူပိတ်ဆို့မှုများကြောင့်ဒေါ်လာတန်း90ခန့်တန်သည့်ထိုးရောင်းဝယ်သည်မဖြစ်နိုင်ပေ Airbus Boring တို့နှင့်အလားတူအစီအစဉ်များသည်လည်းမအောင်မြင်ပေထိုအခါစစ်ကောင်စီ၏ကာလကြာမြင့်ပြီးဖြစ်သောမဟာမိတ်ရုရှားက မော်စကိုမှအကြီးမားဆုံးလေယာဉ်ထုတ်လုပ်သူ VASOE N148 ကိုကမ်းလှမ်းသည်ဦးသိန်းစိန်တမရအဖြစ်ကျန်းသစ်စာချိန်ဆမိ2012ခုနှစ်မတ်လတွင်ပေးပို့ရန်2010ပြည့်နှစ်တွင်သဘောတူကြသည်2010ရွေးကောက်ပွဲမတိုင်မီယခုတည်းယူပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဗိုလ်မှူးကြီးအောင်ကျော်ထွန်းဦးဆောင်သည့်လေယာဉ်မှုအဖွဲ့သည် N148 အတွက်လေကျင်ရန်ရုရှားသို့တွားရောက်သည် သို့သောရုရှားကအစင်သည့်မဖြစ်သေးသောကြောင့်ထိုအဖွဲ့သည် နောက်နှစ်ဖေဖော်ဝါရီလတွင် ပြန်လာခဲ့ကြောင်းမြဟင်းကရေးသားသည်တချိန်တည်းတွင် N148 နှင့်ပတ်သက်သည့်နှိပညာရှုံရင်မှုများကြောင့်ပေါ်ကျုံမှုကြီးတန်းရွှေသည်တုံ့လှုပ်နေပြီးထိုလီရင်ဤဘေးကင်းလုံခြုံမှုကိုရုရှားကအာမခံရန်တောင်းဆိုသည်သို့သောမြဟင်းကမြည်သည့်ပြဿနာများဖြစ်ခဲ့သည်ကိုအသေးစိတ်ရှင်းလင်းရေးသားခြင်းမပြုခဲ့ပြီမလ9ရက်နေ့ကလီရင်ပြတ်ကျခြင်းကိုမြဟင်းကပေါ်ကျုံမှုကြီးတန်းရွှေထံတိုက်ရိုက်အစီရင်ခံသည် ထိုသတင်းကိုကြားသောအခါစစ်အာဏာရှင်ကအသည့်တိဆောက်ထားသည့်လေရင်ပင်ပြတ်ကျသောကြောင့်ဝယ်သိမ့်မဝယ်သိမ့်မေးကြောင်းလေတပ်အကြီးကဲဟောင်းကပြန်လဲရေးသားသည်ထိုလေရင်ကိုလေရင်ဝန်ထမ်းများကနားမလည်ပဲလေကြောင်းပြတ်တမ်းမှုအကန့်အသတ်ထက်ကျော်လွန်ရောက်သွားပြီးနောက်ပြတ်ကျကြောင်းရုရှားစစ်ဘုတ်ဝန်ကြီးဌာနစုံစမ်းစစ်ဆေးမှုကဖော်ပြသည်၎င်းတို့လိုချင်သော အမြန်ဆုံးအမြင့်ဆုံးနှုံးကိုခွင့်ပြုထားသည့်အမြင့်ဆုံးနှုံးထက်လေရင်မှုကကျော်လွန်သောကြောင့် လေရင်သည် လေရဲတွင် ပေါက်ကွဲသွားသည်ဟုစုံစမ်းရေးစစ်ဆေးရေးကော်မရှင်ကပြောသည်ထို့ဖြစ်ရပြီးနောက်တိဟသူရတင်အောင်မြင့်ဦးဒုတိယသမ္မတဖြစ်လာသောအခါလေရင်ဝယ်ယူမှုကိုပယ်ဖျက်ရန်ရုရှားဆိုင်ရာမြန်မာစစ်တပ်မှဗိုလ်မှူးချုပ်အောင်တော်နှင့်ဆက်ဆံရသည်ဟုမြတ်ဟင်းကဆက်လက်ရေးသားသည်အူအောင်တော်သည်လက်ရှိရုရှားမြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌနှင့်စစ်ကောင်စီခန့်ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဖြစ်သည်။သို့သောရုရှားကငွေပြန်မပေးဘဲ အလားတူတံပိုးရှိသောအရာတစ်ခု ပြန်ပေးမည်ဟုပြောသည်စေအုပ်စုကစိတ်မပါတော့လဲလက်ခံရသည်ရုရှားဘက်ကမြည်သည့်အရာပြန်လဲပေးအပ်သည်ကိုမြတ်ဟင်းကရေးသားဖော်ပြခြင်းမပြုတော့လဲထိုကိစ္စကိုမိမိမြန်မာလေတက်တွင်တာဝန်ယူစဉ်ဖြေရှင်းနိုင်ခြင်းမရှိဟုရေးသားခဲ့သည်သူသည်ဦးသိန်းစိန်အစိုးရခေတ်အတွင်း2013ခုနှစ်တွင်ဆက်သွယ်ရေးနှင့်သတင်းနည်းပညာဝန်ကြီးဖြစ်လာသည်2012ခုနှစ်တွင်ဗိုလ်ချုပ်မှုကြီးတန်းရွှေသည်ဦးသိန်းစိန်ကိုအာဏာလွှဲပြီးအငြင်းစားယူသည် ထို့နောက်တွင်သူ့ကိုလူမြင်ကွင်းတွင်တွေ့ရခဲ့သည်သို့တော်ထိုးအာနာရှင်ဟောင်းသည် သူတပည့်လက်ရှိစစ်အာနာသိန်းခေါင်းဆောင်မင်းအောင်လိုင်းနေပြည်တော်တွင်တည်ထားသောလွန်စွာကြီးမားသည့်စင်းတုတော်တည်ဆောက်သည့်နေရာသို့တွားရောက်သည် အသက်60ရွယ်ဦးတန်းချွေသည်တွာလာနိုင်စေဖြစ်သည်ထိုးလေရင်ကိစ္စတွင်ပါဝင်ပတ်သက်သူများသည်တာဝန်ထမ်းဆောင်ခြင်းမရှိတော့တော့လဲထိုးပြဿနာသည်ဆက်လက်ကြန့်ရှိနေသည် N148 များအနက်တစည်းသည် ထို့သောမတော်တဆမှုရင်ဆိုင်ရသောကြောင့်မြန်မာနှင့်ရုရှားအကြား2010ပြည့်နှစ်တွင်ဝယ်ယူမှုစာချုပ်လက်မှတ်ရေးထိုးသောအခါထိုနှစ်အစောပိုင်းတွင်ရုရှား၏တပ်တန်းအရှိဆုံးနှင့်အကြီးမားဆုံးလေကြောင်းလိုင်းများအနက်တစ်ခုဖြစ်သောရောစီယာယာက N148 ပထမဆုံးပြန်တမ်းမှုသည်မိခိုအားထားနိုင်မှုစီးပွားရေးအရလက်တွေ့ကျမှုနှင့်လိုအပ်သောပြည်ပြင်ပြောင်းလဲမှုများကိုလူသိရှင်ကြားမေးခွန်းထုတ်သည်ထို့ကြောင့်ရုရှားသည်ပြည်ထောင်နာရှိသော လေရင်များကိုမြန်မာစစ်အစိုးရသို့ ရည်ရွယ်ချက်ရှိရှိရောင်းချနေသလားဆိုသည်ကိုမေးလာရသည်ပြက်ကြသောတော့လီယန်အတွက်အစားထိုးရန်ရုရှားကမြည်သည်ကိုအစားထိုးဖြည့်ရှင်းပေးသည်ဆိုသည်မှာဗဟေဒိဖြစ်နေသည်အေယော်ရီအင်္ဂလိပ်ပိုင်းမှစောင်းပါတပုတ်ဖြစ်ပါသည်အဆုံးထိနားတော်ပြီးတဲ့တဦးချင်းစီကိုကျေးဇူးထူးတင်ပါတယ်။ကျွန်တော် channel မှာယခုကဲ့သို့စာပေစောင်းမများကိုသဘောကျနှစ်သက်တဲ့ဆိုရင် channel မှာတင်နိုင်သိရအောင်ကျွန်တော် channel လေးကို like and subscribe လေးတွေပေးခဲ့ပြီးဗေးနားလေးကခေါင်းလောင်းလေးကိုနှိပ်ခဲ့ပြီးပို့ရတဲ့ရက်ခံပါတယ်ခင်ဗျာ။ ားလုံးကိုကျေးဇူးတင်ပါတယ်